မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPPO မြန်မာချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် ပြီးခဲ့တဲ့စက်တင်ဘာ15ရက်မှာတော်လှန်ရေးတပ်ဖွဲ့တွေတက်ခိုက်သိမ်းပိုက်ထားတဲ့စကိုင်းတိုင်းအထက်ပိုင်းကဗမောင်မျိုးကိုစစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေကတံပြန်ထိုးစစ်ဆင်နေပြီးတော့နိုဝင်ဘာလလယ်မှာတော့မြို့အနီးပတ်ဝန်းကျင်ထိရောက်လာနေပြီးတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ဗမောင်သတင်းရင်းမြစ်တယောက်ကပြောပါတယ်စစ်ကောင်စီနဲ့ရှမ်းနီအမျိုးသားများတက်မတော့ SNA ပူးပေါင်းတပ်တွေဟာနေပညာမြင့်ဒုံးတွေအပါအဝင်လက်ချောင်းကနေအပြင်းထန်တက်ခိုက်နေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့ဆိုပါတယ် SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေကြောင့်တော်လိုင်းရဲတပ်ဖွဲ့တွေဘက်ကတပ်စခန်းတွေကိုနောက်ဆုတ်ပေးလိုက်ရတဲ့အခြေအနေတွေလည်းရှိနေပြီးဗမာမျိုးအနေကတော်လိုင်းရဲတပ်ဖွဲ့တွေနေရာယူထားတဲ့နာတလအကြောင်းကနေလည်းဆုတ်ခွာပေးထားရတယ်လို့သိရပါတယ်နဖက်တပ်ပွဲတွေအတွင်လက်နက်ကြီးလေကြောင်းနဲ့ဒရုန်းတံတွေကြောင်းနတ်တလကြောင်းအဆောက်အအုံများစုမှလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဗမောက်စစ်ရေးသတင်းမြစ်ကပြောပါရယ် နှစ်ဖက်အပြန်လှန်တိုက်ပွဲတွေကြောင့်ဗမာမျိုးအနီကခမိုးမြစ်သေးချင်းစက်တော်နားရကပေကုံနားရောကြီးရတွေကပြည်သူတွေဘေးလွယမျိုးတွေကိုထွက်ပြေးတိမ်းရှောင်နေထိုင်နေရတယ်လို့သိရပါတယ်ရှင်မြန်မာနိုင်ငံတခြားအချားပြလုပ်ငန်းတွေကိုဥဆောင်တာဒါမှမဟုတ်ပတ်သက်နေသူ၁၀ရောင်းတဲ့ကုမ္ပဏီ၉ခုကိုအမေရိကန်ပြည်ထောင်စုကဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေပြုလုပ်လာပါတယ် နောက်ဆုံးအဖြစ်နိုဝင်ဘာလထဲမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGB ခေါင်းဆောင်၄ယောက်နဲ့ရှီဂျီကျန်းပါဝင်ဆက်ဆက်ကော်မတီတချို့ကိုအေးအေးယူပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင်ကလည်းရွှေကုတ်ကုတ်ကိုအ धिक တီထောင်ခဲ့တဲ့ရထိုက်အုပ်စုကရင်နေကြဆောင်တပ် BGF ခေါ် KNI နဲ့ဘုံမူကြီးစောချစ်သူအပါအဝင်သူ့ရဲ့မိသားစုဝင်တချို့နဲ့ကော်မတီတွေကိုအတိအကျအေးအေးယူပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ ဒီလိုအရေးယူမှုဟာမြန်မာနိုင်ငံတွေကလူကုန်ကူးမှုအသိအဓမ္မလိုအားပေးစေခိုင်းမှုအွန်လိုင်းငွေကြေးလိမ်လည်ကွန်ရက်တွေကိုဖြုတ်ခွင်းဖို့နဲ့သူတို့ရဲ့ငွေကြေးလမ်းကြောင်းတွေကိုပိတ်ဆို့ဖို့ရည်ရွယ်တဲ့အကြောင်းအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြခဲ့ပါတယ်။ဒီကမ္ဘာပေါ်မှာငွေကြေးစီစဉ်မှုအဓိကဒီစနစ်တွေကအမေရိကန်ကဥဆောင်နေတာနော်ဖြစ်တဲ့အတွက် ဒီ American စီးပွားရေးစနစ်ကနေပြီးတော့ကြားဖြတ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအကုန်လုံးထုတ်လိုက်တယ်ဆိုလို့ရှိရင်သူတို့ငွေကြေးစီစစ်မှုအတွက်အဓိကအောင်ဖြစ်သွားနိုင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ငွေအဝေးအထွက် မရှိလို့ရှိရင်ခက်လို့ရှိရင်သူတို့အတွက်ကတော့အင်မတန်အကျိုးရုံပဲလို့ထင်ပါတယ်နော် ဒီလိုပိတ်ဆို့မှုတွေကြောင်းကြားဖြတ်နေပျောက်ကွယ်သွားမှာမဟုတ်ပေမဲ့ငွေကြေးစီးဆင်းမှုတွေထိခိုက်နေပြီးတရားမဝင်လမ်းကြောင်းတွေအပြင် digital ငွေကြေးကိုပါပြောင်းလဲအသုံးပြုနေကြတယ်လို့လေးလာသူတွေကပြောပါတယ်။အမေရိကန်ရဲ့အရေးယူမှုတွေဟာကြားဖြတ်တွေအပေါ်မှာတင်မကပဲအာဏာသိမ်းစစ်တပ်နဲ့ထိုင်းနိုင်ငံအပေါ်နိုင်ငံရေးအရာဖိအားတွေဖြစ်လာစေပြီးတရုတ်ကလည်းဒေသအတွင်းကိုအမေရိကန်တွေဝင်ရောက်လာမှနဲ့ပတ်သက်လို့မလိုလားတဲ့အကြောင်းကိုစတီဗင်ဆန်းယူကသုံးသပ်ပါတယ်။ နိုင်ငံရေးရာ PR ပေးတာဒီကိုတော့မအားလားစေအုပ်စုကရောဒီထိုင်းအစိုးရကရော ခံရတဲ့လို့ပြောလို့ရတယ်။ဆိုတော့တရုတ်ကလည်းအဲ့ဒီသွယ်ဝိုင်းတဲ့နိနဲ့နိုင်ငံရေးရပြပပေးတာကိုခံရတယ်လို့ပြောလို့ရတယ်။ဆိုတော့ဘာကြောင်လဲဆိုတော့ဒီလုပ်ငန်းကိုအဓိကလုပ်နေတာကတရုတ်နိုင်ငံသားတွေကဥစားပြီးလုပ်တဲ့ဆိုတာဒီအမေရိကန်ရဲ့ကြီးညာချက်ထဲမှာလည်းပါပြီးသားဖြစ်တယ်။ဒါကြောင့်လဲတရုတ်ကဒီမက်ခေါမြင်ဝမ်ခြောင်းနိုင်ငံကတော်တော်ရှိတဲ့သူတွေကိုအရေးပေါ်ခေါ်ပြီးကြောက်ပြန်နေတဲ့ရေးကိစ္စဆိုတဲ့ခေါင်းစဉ်နဲ့အစီအဝေးတွေလုပ်ကြတာဖြစ်တယ်။ ကြားပြနေနေအဖွဲဖွဲ့စည်းကြောင်းအမေရိကန်ကကြေညာပြီး၂ရက်အကြာနိုဝင်ဘာ၁၄ရက်နေ့မှာတရုတ်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်စတဲ့မဲခေါင်လန်ချန်း၆နိုင်ငံကဝင်ကြီးတွေကုမင်းမြို့မှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ဒီလိုဖိအားတွေကြောင်းယူကော့ဝင်နဲ့တရုတ်ဝင်မှုကိုလိုချင်နေတဲ့မြန်မာစစ်အုပ်စုအနေနဲ့ကေကေပတ်ကိုဝင်ရောက်ခဲ့ရတယ်လို့ထိုင်းနိုင်ငံရေးမှလည်းရိုက်ခတ်မှုတွေရှိနေတဲ့အကြောင်းကိုစတီဗင်ဆန်းယူကဆက်ပြောပါရတယ်။တဖက်မှာလည်းမတူညီတဲ့အမြင်တွေရှိနေပါတယ်။ ဒါကတော့အမေရိကန်ကလုပ်တဲ့ပိတ်ဆို့မှုတွေဟာထိရောက်မှုရှိမှာမဟုတ်ကြောင်းတရုတ်အရေးလေးလာသူဒေါက်တာလှကျော်စောကထောက်ပြလာတာပါဒီကိုဒါမဲ့အမေရိကန်လုပ်တဲ့ပိတ်ဆို့မှုတွေကဘာမှသိအကျိုးရှိတယ်လို့မထင်ဘူးဗျ။အဲသူတို့တကယ်ထိထိမိမိလုပ်ချင်ရင်အဲအခုတရုတ်လုပ်နေတယ်လို့ပေါ့။ဟိုအဲ့ဒီဟိုဟိုသတင်းအချက်လက်အပြည့်အစုံပေးပြီးတော့အဲဖန်ခိုင်းတာတို့နောက်သူ့နိုင်ငံသားတွေပေါ်မှာအပြည့်ရှိမှဖြစ်ဖြစ်သူ့နိုင်ငံပြ ကားတွေဖြစ်ရင်လည်းဖြစ်ဖြစ်သူပြန်တောင်းရင်ပေးရတာတို့ဒါမျိုးတွေကပို့ပြီးတော့အဲဟိုဟိုနင်းဖွက်လက်တက်ထင်တယ်ဟိုဒီပိတ်ဆို့မှုလောက်နဲ့ပါတောင်းနေရတော့တိတ်အဖြစ်တိတ်ပြီးတော့ဖြစ်ဖြစ်မျိုးတော့ဖြစ်မယ်မထင်ဘူးဒီလိုမျိုးနိုင်ငံကြီးတွေပါဝင်လာတာကြောင့်မြန်မာအာဏာသိမ်းစစ်ကောင်ဆောင်က KK ဘက်ကိုအပိဓာနှိမ်နှင်းမယ်လို့ပြောလာသလိုထိုင်းဝန်ကြီးချုပ်အနုထင်ကလည်းကြားဖြန့်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောကြားခဲ့ပါတယ် ဓာတုပါပဲကရင်နယ်ကြားဆောင်တပ် BGA ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်မောင်စောကလည်းရပိုင်အတွင်းမှာပဲကြားဖြန့်တွေကိုအပိတိုင်ဖယ်ရှားရှင်းလင်းမယ်လို့ပြောလာပါတယ်။ဆောက်လုပ်ခွင့်ပေးရတာလည်းကျွန်တော်တို့ကလည်းဟိုအပြစ်ရှိတယ်လို့ခံစားရလို့ကျွန်တော်တို့ကအခုဒီကိစ္စကိုလုပ်တာ။ဒါမှမဟုတ်ဒုတော့ကျွန်တော်တို့ဒီဒီစကမ်မအပေါ်မှာ share ထည့်ယူထားခြင်းလည်းမရှိသလိုကျွန်တော်တို့အဲ့ဒီကနေရရှိတဲ့အကျိုးမြတ်ကိုလည်းကျွန်တော်တို့ခွဲဝေရယူခြင်းမဟုတ်ဘူး။ကျွန်တော်တို့ကမီယာငားရမ်းပေးတာတသက်ပဲ။အဲကျွန်တော်တို့ BGA ကခုနပြောသလို ဒီအိမ်ပေါ်မှာမကောင်းမှုတွေ့ရလို့တော့ကဒီမြေပိုင်ရှင်လဲဒါကတော့အခုနအဆွဆွဲခံရတယ်မှာပါသွားတော့ပေါ့နော်ဟုတ်ဒါအတူ DGBA စေဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်ကလည်းသူတို့အဖွဲ့အနေနဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်မှုမရှိတဲ့အကြောင်းညှင်းဆိုပြန်ပါတယ်မြန်မာထိုင်းနယ်စပ်မှာနေထိုင်တဲ့ဒေသခံတယောက်ကတော့ကြားပြန့်လုပ်ငန်းတွေနဲ့ပါဝင်ပတ်သက်တဲ့သူတွေကို BGF နဲ့ DGPA တပ်ဖွဲ့ဝင်တွေကအခုချိန်ထိကာကွယ်ပြောင်းရွှေ့ပေးနေတယ်လို့ပြောပါဗျ။ လက်ခံနေမြင်နေကြည့်တော့ဒီတိုင်းပဲလမ်းပေါ်မှာတော့တွေ့နေရတာပဲကျွန်တော်တို့ဥမာတခြား data တခြားသောဆွေမျိုးပါဒီမှာရှိတဲ့အတိုင်းနဲ့ပြည်နယ်မှာမရှိတဲ့ဟာတွေကျွန်တော်ဒီဘက်မှာဟိုရက်ွက်တိုင်းမှာတော့ဟိုခဲယုံနေတော့ခဲခဲယုံနေဆိုတာကရက်ွက်တိုင်းဟိုလမ်းကျိုလမ်းကြားတိုင်းမှာရှိနေတာလေဒါတွေတော့ဒီအဖွဲ့ကြီးတွေကပဲကာကွယ်ပေးပြီးတော့ထိ ंछ ုပ်ထားတာဆိုတော့လေဒါဆိုဒီတခြားကြားချက်ကိုတို့နေနေမယ်ဆိုတာကတကယ်ကိုဟာတာကြီးပဲဖြစ်နေမှာပေါ့လက်တွေ့မှာတော့ကျွန်တော်တို့ဒီအဖွဲ့ကြီးတွေက ုခင်းုံလေးရောင်လက်နက်ကင်ပြီးတနက်ယူနီဖောင်းဖွဲ့ပြီးတနက်ကင်ပြီးတော့သူကကာွယ်ပေးနေရလေလက်ရှိအဖြတ်ပြနေတဲ့လုပ်ငန်းတွေကိုမြောက်ရီမြို့တောင်ပတ်အချမ်းကသဲပုံရွာနဲ့တီတဝီရွာအနီးဝန်းကျင်ကိုပြောင်းရွှေ့ထားတဲ့အပြင်ကေကေပတ်အနီးဝန်းကျင်မှာတင်တချို့လုပ်ငန်းတွေလဲပတ်နေတော့ပဲလို့ဒေသခံကပြောပါတယ်။ဒါကြောင့်အချားပြလုပ်ငန်းတွေကိုတကယ်ပပြအောင်အေးအေးယူနေတယ်ဆိုရင်စာထုတ်ယုံအစည်းအဝေးထိုင်ယုံအဖွဲ့အဖွဲ့ယုံနဲ့မရတာကြောင့် မြေပြင်အထိကိုစုံစမ်းဝင်ရောက်လာဖို့ကိုနေကန်ဒီကလိုလားနေကြကြောင်းပြောပါရယ်ကျွန်တော်စိုးသူအောင်ပါဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချိုဆန်ပါရှင်